ဒါကြောင့်ကျွန်တော်ပြောပါတယ်ကိုလက်အောက်မှာအဖွဲ့အစည်းရှိလာပြီဆိုကိုမလုပ်ဖို့လိုတယ်ခရီးတွေထွက်ဖို့လိုတယ်တခါရခရီးထွက်ဖို့ဆိုတာ ਨੇ ကျွန်တော်ဘာပြင်းမြင်လဲခြိုက်ဒီကိုသွားဖို့ချောင်းသားသွားဖို့ငွေဆောင်လက်နဲ့ကဖျားရောက်ဘူးလိုက်လားဟမ်ဒီကမာရောက်မှာဆိုနာမည်ကြီးဆုံးဖျားပဲဖျားတယ်ဒီနေ့ကြီးဆုံးဖျားဘာဖျားရှိလဲချွေးကိုရောက်ပြီးလိုက်လားငွေချင်းတွေချောင်းသားတွေနဲ့အတူတူအဲ့လားလေးကနင်းနင်းနားနားပဲလေတရက်လာခရီးထွက်ကြည့်တော့တမင်းညိုက်လေးတွေယူလာခဲ့အဆန်ကုန်လား အများဆုံးကတက်စီကားပေါ့ကွယ်အဲ့ဒါလေးတော့ကျွန်တော်လုတ်ဘူးလို့လားမလုတ်ဘူးကြဘူးအတူတူသွားမယ်လက်ဖက်လေးပါလေကိုယ်ရှိတဲ့ဥစ္စာကိုတော့မသိချင်ဆောင်မခေါင်းဆောင်ဆိုရင်တော့နောက်အောက်ကောင်နေထမင်းရည်လာခိုင်းလိုက်ဟဲ့မင်းတို့ဘာဟင်းရည်လာခဲ့မင်းပါယူလာမစုံလို့လားယောမင်းပါယူလာမစက်သားလားမင်းပါယူလာမစိတ်သားလားကိုရောတော့ကိုကနေနေဒီလုံးထက်နော်အဲပြီးသွားပြီကိုထမင်းရည်သွားကြမလို့တော့နော်အဓိကဘာဖြစ်လဲဆိုတော့ခရီးတစ်ခုထွက်ကြည့်ရင်လူတွေရဲ့အကြောင်းပိုသိသွားတယ်ကျောင်းမှာခေါင်းမာနေတဲ့ကျောင်းသားဟာသူ့အိမ်မှာအဆင်မပြေတဲ့ကျောင်းသားလေးဖြစ်ဖြစ်နိုင်တယ် เจ้ามาสู้ซ้มมายาขัดแต่กองหาตุ้มมีตาสู้มาตุ๊ดเดียวแท้อ้ากู้นี่เลยดูเลยဖြစ်ကောင်းဖြစ်နိုင်တယ်ကျန်တဲ့အချိန်မှာဘာလုပ်နေရသူနော်စိုက်ကဲကဲဒီတွေဆွဲနေတယ်တက်စီတွေမောင်းနေတယ်နော်ကိုရီးယားတန်တန်းကြောင့်လာတာဘာဖြစ်လို့လဲကိုရီးယားသွားကြင်လို့မိမောက်ကိုပိုးလို့ကျင်ကျင်လို့အဲ့လိုကလေးတွေငါတို့ကြောင်းမှာလာတက်နေတယ်ငါတို့အတန်းထဲမှာရှိနေတယ်ဆိုတာဆင်ဆမ်းလိုက်သိပြီလားအဲ့လိုကလေးတွေငါတို့အတန်းထဲမှာတက်နေဆိုတာဝင်နေနေရောသိပြီလားဒါလေးတွေကျွန်တော်တို့နားလေအားထုတ်ပါ နော်အဲ့တော့အဲ့လိုမျိုးခီးထွက်ကြည့်ပါခီးတစ်ခုထွက်ခြင်းဟာလူတွေကိုပို့ပြီးတော့ရင်းနှီးစေတယ်ဖျက်ရိုက်ဖို့ကြီးပဲတတ်တတ်မဟုတ်ဘူးနော်ဒါကြရင်ချောင်းသာသွားရင်ငွေဆောင်သွားတယ်ပင်လယ်ကမ်းကြီးမမြင်ဒီတိုင်းပြန်လာလိုက်တယ်ဘာလို့မှပိုကာဒေါင်းနေအချိန်မရှိတော့လို့နော်အရာလေးတများများနဲ့နော်ပိုကာလေးဒေါင်းလိုက်ဒါမျိုးဆိုဆိုပြီးတော့အဲ့တော့ညာဘက်မှာလည်း night out ထွက်တဲ့ဥစ္စာတွေရှိလာတယ်အဲ့တော့ကျွန်တော်အခုစတင်ပြနေတဲ့အထက်မှာမြန်မာနိုင်ငံမွေးရေးဆေးဝါးတိုက်ပြရေးအသင်းမှာကျွန်တော်သင်ပေးနေရရှိပါတယ်လူငယ်တွေတော်တော်များများ80%ခန့်နှောင်းတော့ကဘာဖြစ်နေပြီလဲ ဝေးစီဆွေးနေပြီ happy water လေးကေလေးနော်နော်ရှူလိုက်ကြပျော်လိုက်ကြတရားတာတော့ပျော်တယ်ဘာဖြစ်လဲကိုယ့်ရဲ့ memory တွေ loss ဖြစ်သွားတယ်မမင်းနဲ့နော်အရန်ရေးကြည့်ပါလေကိုကိုတိုင်းအခုလုံးမိတာရှိလို့ရှင်လေအခုချိန်ကစပြီးနှုတ်ဖတ်ပါမိတ်ဆွေတို့ကလူတော်တွေပါကိုချောက်ဖို့ကိုရက်နိုင်တဲ့သူတွေပါခဏတာပျော်တာကိုတဘွားစာအပျော်လို့မမှတ်ပါနဲ့ အရင်ရေးကြည့်ပါလေမိမိရဲ့လစာမိမိရဲ့အချိန်မိမိရဲ့ငွေကိုတန်ဖိုးရှိတဲ့နေရာမှာသုံးပါအမေကမွေးထားတာဒီသမီးချောချောလေးအမွေကမွေးထားတာဒီသားချောချောလေးကိုကိုကိုမဖြစ်စင်းနဲ့ WY နဲ့သုံးလို့မြတွင်းဟောက်ပတ်နဲ့ကောင်းနေရှိတယ်အခုဒီမှာရှိတဲ့လူတွေကအိတ်အငိုက်လို့ပါနော်အိတ်ပြက်လို့ပါညာစာရီလောက်ကလို့ပါနော် WY ကြောင့်မဟုတ်ပါဘူးနော်အမေမျက်လုံးတွေပြန်ကန်ကြီးရတယ်နော်သမီးတို့ပြောတာမဟုတ်ပါဘူးနော်ရှိခဲ့တဲ့လူတွေရှိចောင်းသားတွေကိုလည်းတင်ပေးပါ မူရင်ဆွေးွားနဲ့ဝေးကွာတယ်လို့ဖြစ်ဖို့ကိုရီးယားမှာအလုတ်တော့လုပ်တယ်ပင်ပန်းအောင်ကိုယ့်ရဲ့အခန်းလေးချင်းချင်းလေးစားတာလေးတောက်တာလေးနည်းနည်းလေးနဲ့ရှင်းရပါစံဟိုမှာဖြုံးဖို့ဘယ်တော့မှမကြိုးစားနဲ့အဲ့ဒါလည်းသင်ပြီနော်မြန်မာနိုင်ငံငွေပြန်ပို့တယ်မြန်မာနိုင်ငံပြန်လာရင်တောင်ကြကြပြကြကြရင်ကော့ပြီးနေနိုင်တဲ့ကလေးတွေဖြစ်အောင်လို့တို့တို့သင်ပြီငွေဆိုတာယောက်ျားလေးတွေပါဖြစ်တယ်ငွေမရှိရင်ပြောကြည့်ပါယောက်ျားလေးငွေရှိရင်ပါဖြစ်တော့ငွေရှိပြည့်စည်တယ်မိန်းကလေးတွေက ငွေမရှိရင်ပျက်စီးတယ်ကျွန်တော်ငွေလည်းမရှိဘူးပျက်လည်းပျက်စီးဘူးဆိုတော့အဲ့ဒါဆိုတော့2မျိုးပေါ့နော်နော်ကိုယ်ကလည်းတွေးကြပါဘောနော်အဲ့တော့အဓိကကကိုကခေါင်းဆောင်ဖြစ်လာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ကိုနေကြတဲ့မှာနားလည်မှုတိစောက်ပါ